ကိုကန့်ချားဖြန့်ကောင်းဆောင်ပယ်ဆောက်ချိန်နဲ့လေးဦးကိုတရုတ်ကနေတည်တန်းချမှတ်မြန်မာနိုင်ငံမှာလောက်ကန်ကချားဖြန့်လဲလဲကိုင်းကောင်းဆောင်ပယ်ဆောက်ချိန်အပါအဝင်ထိတ်တန်းကောင်းဆောင်၅ဦးကို တရုတ်နိုင်ငံအလဲအစင်ပြည်သူတရားရုံးကနေတည်တံချမှတ်လိုက်ပါတယ်တရားရုံး website ကနေဖော်ပြချက်အရပယ်မိသားစုဝင်တွေနဲ့ဆက်ဆက်သူစုစုပေါင်း22ဦးကိုလိမ်လည်မှုတပြတ်မှုဒဏ်ရာရစေမှုအပါအဝင်တခြားသောရာဇဝတ်မှုတွေနဲ့ပြည်တံချမှတ်ထားတယ်လို့ဆိုပါတယ်ကူးကံပြည်သူစစ်ကောင်းဆောင်ဖြစ်ခဲ့တဲ့ပယ်ဆောင်ချိန်နဲ့သူ့ရဲ့သားပယ်ရည်စံတို့မိသားစု2ဦးဟာတည်တံချမှတ်ခံရသူ5ဦးထဲမှာပါဝင်ပြီးခြံ3ဦးကတော့သူတို့နဲ့ဆက်ဆက်နေတဲ့လူတွေဖြစ်တယ်လို့သိရပါဗျ။ ပယ်မိသားစုဝင်ကျန်တဲ့ဦးကိုတော့ဆိုင်းငံ့ထားပြီးတည်တံ့ချမှတ်ခံရရပြီး၅ဦးမှာတော့တသက်တကျွန်းထောင်နဲ့ကျန်ကိုဦးမှာတော့သုံးနှစ်ကနေထောင်နဲ့အနည်း20စီထောင်နဲ့တည်တည်ချမှတ်ထားတယ်လို့ဖော်ပြသွားခဲ့ပါတယ်။တရုတ်အာဏာပိုင်တွေရဲ့ပြောကြားချက်အရကိုကံပြည်သူစစ်ကောင်စောင်းပယ်ဆောင်ချိန်နဲ့ မိသားစုဝင်တွေဟာစိုက်ပါလိမ့်လည်းမှုလုပ်ငန်းတွေနဲ့ကာစီနိုလောင်းကစားတွေအတွက်အဆောက်အဦပေါင်း50ခုကိုတိစောက်ခဲ့တယ်လို့ဆိုပါတယ်။သူတို့ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေမှာတရုတ်ယွမ်29ဘီလီယံကျော်ဒေါ်လာ50မှ1ဘီလီယံရှိခဲ့ပြီးတရုတ်နိုင်ငံသား6ဦးသေဆုံး တဦးလည်းကိုကိုကိုသက်သေခြင်းနဲ့တခြားလူအများပြားလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကလည်းဖော်ပြထားခဲ့ပါတယ်။အခုလိုမျိုးတရုတ်ကနေပြစ်ဒဏ်တွေပြင်းပြထန်ထန်ချမှတ်တာဟာအရှိတောင်အာရှကကျေပြန့်နဲ့ကြားဖြန့်လိမ်လည်မှုကွန်ရက်တွေကိုအမြင့်ဖြတ်ပဲရှင်းနိုင်ဖို့အတွက်တရုတ်အစိုးရရဲ့စစ်စင်ရေးဒစိတ်တပိုင်းဖြစ်ပြီးအခြားသောရာဇဝတ်ဂိုင်းတွေကိုလည်းပြင်းပြထန်ထန်အသိပေးချက်ဖြစ်နေရည်ရွယ်ထားခဲ့တာပါ။ မြန်မာစစ်တပ်ကပယ်မိသားစုတွေကိုဖမ်းဆီးခိုင်းပြီး2024ခုနှစ်ဇန်နဝါရီလအတွင်းတရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့တာပါနောက်ထပ်လည်းကြားဖြတ်လုဆောင်သူမီရှောင်ကျန်းရဲ့မိသားစုဝင်၁၁ဦးကိုတော့ပြီးခဲ့တဲ့စက်တင်ဘာလကမှတရုတ်နိုင်ငံသားများကတည်တံ့ချမှတ်ခဲ့တာပါကိုကံပြည်သူစေအဖွဲ့ဝင်ဟောင်းဖြစ်တဲ့မီရှောက်ကျန်းကတော့2024ခုနှစ်မှာသူ့ကိုဖမ်းဝရမ်းထုတ်ချိန်မှာသူ့ကိုသူအဆုံးစီရင်သွားခဲ့တယ်လို့သိရပါဗျ။ ထင်ရှားဆိုင်းနာတွေကိုလွတ်ထားပေးလို့မဖြစ်တော့ကြောင်းအမေရိကန်သမ္မတဟောင်းအိုဘားမားကပြောကြားခဲ့ပါတယ်။လာမယ့်သတင်းပတ်မှာကျင်းပပြုလုပ်မယ့်ပြည်내ငခုရဲ့ရွေးကောက်ပွဲအတွက်ဒီမိုကရက်တစ်ပါတီကိုစားပြုအုပ်ချုပ်ရေးမှူးဟောင်းအတွက်မဲဆွယ်ပေးချိန်မှာအိုဘားမားကထရရဲ့ဥပဒေမဲ့အစဉ်ကျင်းမဲ့လုပ်ရည်တွေကိုဆန့်ကျင်ရမယ့်အချိန်ရောက်နေပြီလို့တိုက်တွန်းနှိုးဆော်ခဲ့တာပါ။အိုဘားမားဟာအမေရိကန်သမ္မတအဖြစ်နဲ့လင်းနေတက်တန်းနှစ်ကြိမ်တာဝန်ယူခဲ့ပူးသူဖြစ်ပြီး ဒီမိုကရက်တစ်ပါတီရဲ့ဩဇာအကြီးမားဆုံးနိုင်ငံရေးသမားတဦးလည်းဖြစ်ပါတယ်။သူ့ရဲ့သမရတတန်အကုံမှာတော့ထရက်ကနေအမေရိကန်သမရနေရာကနေပထမတတန်ကိုဆက်ခံယူခဲ့သူပါ။ဗာဂျီးနီးယားနေနယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးလောင်းနေအတွက်မဲဆွယ်စီယုံပေးနေချိန်မှာအိုဘားမားကထရက်ရဲ့ထေရဆိုင်မှုတွေကိုဆက်ပြီးတော့ခွင့်ပြုထားလို့မရတော့ကြောင်းပြောကြားခဲ့တာပါ။အခြေအနေတွေအရလက်တွေ့ရင်ဆိုင်မှုအတွက်လိုအပ်ကြောင်း မေရိကန်နိုင်ငံနဲ့အမေရိကန်နိုင်ငံရဲ့မူဝါဒတွေဟာလောလောဆယ်မှာတော့အမောင်ခစ်တဲ့ကိုရောက်ရှိနေကြောင်းအိုဘားမားကပြောကြားခဲ့ပါတယ်။ဂျာဗီနီယာနဲ့နော်ဖော့တက္ကသိုလ်ထဲမှာပြုလုပ်တဲ့အဲ့ဒီမဲဆွယ်ပွဲတွေကိုတက်ရောက်လာသူတွေကအိုဘားမားရဲ့စကားကိုတောင်းတောင်းဖြစ်ဖြစ်အားပေးခဲ့ကြပါတယ်။ထရက်ရလိုရက်တွေကိုလည်းတုတ်ပြန်ဖို့အတွက်ဘယ်ကနေဘလို့စရမှမသိတာတောင်ခက်ခဲရှုပ်ထွေးနေကြောင်းလက်ရှိအချိန်ကာလမှာတော့အင်ဖြူရောကိုတိုင်းကလူတွေကိုဥပဒေမဲ့မှုများအစဉ်ကျင်းမဲ့မှုများ ဆွညစ်တဲ့စိတ်ထားတွေကိုနှိုးဆော်စေမှုယူမိုက်စွာပြုလုပ်နေမှုလမ်းဖွင့်ပေးနေတယ်လို့အိုဘားမားကပြောဆိုခဲ့တာပါနောက်ပြီးမိဖက်တွေအပါဝင်ကုန်သွယ်ဖန်နိုင်ငံတွေပေါ်မှာအခွန်တိုးမြင့်တာစီမံစည်းကမ်းတွေကိုလက်နက်တခုလိုမျိုးအသုံးချနေတဲ့ထရရဲ့မူဝါဒတွေကရှက်စရာကောင်းလွန်တယ်လို့သူကဝေဖန်ထားခဲ့ပြီးအမေရိကန်ကမြို့ကြီးတွေထဲမှာလုံခြုံရေးအကြောင်းပြပြီးစစ်တပ်တွေကိုခေါ်ယူသွင်းနေတယ်လို့ရဲတွေကလည်းရှုတ်ချထားခဲ့ပါတယ်။ဒါ့အပြင်မှာတော့လွတ်တော်တွေက Republican Party တွေဟာလည်း သူတို့ပါတီကိုစားပြုသမရတွေကစီးလုံွားလို့ဖြစ်နေမှကိုတီလျက်နဲ့မဟာတာမထောက်ပြတာတွေကိုလည်းအိုဘားမားကပြစ်တင်ပြောဆိုခဲ့ပါတယ်။မတာသိမိကအိုဘားမားကအမေရိကန်အစိုးရဘတ်ဂျက်ကိစ္စညှိနှိုင်းမှုအဆင်မပြေလို့ရှတ်ဒေါင်းချထားတဲ့အချိန်မှာထရက်ကအင်ဖြူရိုကိုသူ့စိတ်တန်းကြာပြန်လည်ပြုတ်ပြင်မိုးမှန်ပြီးတိဆောက်နေတဲ့ပုံမှာတည်ယောခဲ့ပါသေးတယ်။အစိုးရရှတ်ဒေါင်းဖြစ်နေတာနဲ့ပတ်သက်လို့ထရက်ကအတော်လေးကိုအရေးကြီးနေတဲ့ကိစ္စကိုအာရုံစက်နေပုံပေါ်ကြောင်း ဥပမာအင်ဖြူရော်ရဲ့ Rose Garden ဘက်ကနေလူတွေရဲ့ဖက်နှက်တွေရှုမစင်ရအောင်ခရုဆိုင်ပေးတာမျိုးအင်ဖြူရော်ရဲ့ဘောရုံးတွေမှာချက်ထွင်းစေတာမျိုးအရေးတကြီးလှုပ်ဆောင်နေကြောင်းဥပမာကလောင်ပြောင်းသွားခဲ့ပါတယ်။